ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ပြောခွင့်ရကယူကရိန်းမှာရုရှားအနေနဲ့၎င်းရဲ့စီးရေးရည်မှန်းချက်များမအောင်မြင်သေးကြောင်းဝန်ခံခဲ့ပြီးဒီအတွက်မော်စကိုဟာနျူကလ িয়ার လက်နက်အသုံးပြုမှာမဟုတ်ကြောင်းညင်းဆိုခဲ့ပါတယ်။မတ်လ22ရက်အင်္ဂါနေ့က CNN နဲ့အင်တာဗျူးမှာဒီမီထရီပက်စကော့ကရုရှားအတွက်အန္တရာယ်ရှိတဲ့ချင်းချောက်မှုလို့ မော်စကိုကယူဆတဲ့ပဋိပက္ခအတွက်ကလွဲပြီးနျူကလ িয়ার လက်နက်ကိုအသုံးပြုမှာမဟုတ်ကြောင်းအကြိမ်ကြိမ်ညင်းဆိုခဲ့ပါတယ်။ရုရှားရဲ့နျူကလ িয়ার ဆွမ်းရည်ကိုဘလို့အချိန်မှပူတင်ကအသုံးပြုလိမ့်မလဲဆိုတဲ့မေးခွန်းကိုပန်စကော့ကမိမိတို့နိုင်ငံအတွက်အန္တရာယ်ရှိတဲ့ချင်းချောက်မှုတစ်ခုအတွက်ဖြစ်နိုင်ပါတယ်လို့ခြေကြားခဲ့ပါတယ်။ရုရှားအတွက်ချင်းချောက်မှုလို့မြင်တဲ့နိုင်ငံတွေကိုပူတင်ကနျူကလ িয়ার လက်နက်အသုံးပြုဖို့အရင်ကအရေးအမြတ်ပြောဆိုခဲ့ပူးပါတယ်။ဖေဗရူလာအတွင်း၎င်းရဲ့ရုပ်သံကြေညာချက်တစ်ခုမှာမိမိတို့လမ်းမှာ ခလုတ်ကတဲ့ဖြစ်နေတဲ့ဒါမှမဟုတ်တိုင်းပြည်နဲ့ပြည်သူအတွက်ချင်းချောက်မှုဖြစ်စေတဲ့မြို့သူကိုမဆိုရုရှားကချက်ချင်းတုံ့ပြန်မှာဖြစ်ပြီးတမိုင်းတစ်ခုလုံးမှာတကြိမ်တစ်ခါမှမမြင်ဘူးမကြားဘူးတဲ့ပုံစံမျိုးအကျိုးဆက်တွေရှိလာမှာကိုသိဖို့လိုတယ်လို့ ကြေကြာခဲ့ပါတယ်။အဲဒီနောက်ပိုင်းရုရှားကာကွယ်ရေးအရာရှိတွေနဲ့အွန်လိုင်းတွေ့ဆုံမှုအတွင်း၎င်းက NATO နိုင်ငံတွေကိုဥဆောင်နေတဲ့အရာရှိတွေဟာမိမိတို့နိုင်ငံနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်မှတ်ချက်တွေပေးခဲ့ကြတဲ့အတွက် ကာကွယ်ရေးဝန်ကြီးနဲ့စစ်ဦးစီးချုပ်တွေအနေနဲ့ရုရှားစစ်တပ်ကိုတိုက်ပွဲအတွက်ပြင်ဆင်ထားဖို့တိုက်တွန်းထားပါတယ်လို့ကြေကြာခဲ့ပါတယ်။ဒီကနေ့ထိအောင်ယူကရိန်းမှာဘာတွေအောင်မြင်ခဲ့ပြီလဲဆိုတဲ့မေးခွန်းကိုတူတူပြောရရင်တော့အခုထိမအောင်မြင်သေးဘူးလို့ Pascom ကဖြေကြားခဲ့ပါတယ်။ ယူကရိန်းကိုကျူးကျော်ဝင်ရောက်မှုအတွက်ခရမ်လင်ကတင်းဝင် ထုတ်ပြန်တဲ့အထူးစစ်ဆင်ရေးဟာတင်းကျပ်တဲ့အစီအစဉ်အတိုင်းရည်ရွယ်ချက်ကိုရောက်အောင်ဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့ပြောခွင့်ရကဆိုပါတယ်။ပက်စကော့ခါပူတင်ရဲ့တောင်းဆိုချက်များအတိုင်းထပ်တလဲလဲပြောကြားခဲ့ပြီးစစ်ဆင်ရေးရဲ့အဓိကပန်းတိုင်ဟာယူကရိန်းရဲ့စစ်ရေးအလားအလာကိုဖယ်ရှားဖို့အမျိုးသားရေးဝါဒီတည်ရင်းများကိုဖယ်ရှားဖို့2014ခုနှစ်ကရုရှားကတင်းယူခဲ့တဲ့ခရိုင်းမီးယားကိုရုရှားရဲ့အစိပ်ပိုင်းအဖြစ်လက်ခံလာစေဖို့နဲ့ လူဟန်စ်နဲ့ဒွန်နက်စ်တို့ကခွဲထွက်ပြည်နယ်တွေကိုလွတ်လပ်တဲ့နိုင်ငံများအဖြစ်လက်ခံဖို့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားဟာတာမန်ယူကရိန်းအရသာပြည်မဲ့တွေကိုလေကြောင်းကနေတိုက်ခိုက်မှုအများပြားပြုလုပ်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့၎င်းတို့ဘက်ကစစ်ဘက်ဆိုင်ရာပြည်မဲ့များကိုသာတိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့အစိပ်ပိုင်းတွေမှာရုရှားရဲ့စစ်စင်ရေးတွေရပ်တန့်သွားတယ်လို့အနောက်နိုင်ငံထောက်လှမ်းရေးတွေကအစီရင်ခံပြီးချိန်မှာအခုလိုအင်တာဗျူးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။